ားလုံးမင်္ဂလာပါကျွန်တော်ဒီအပတ်မှာတော့မြင့်တဲ့ဝတ်သားနဲ့ချက်မှာဖြစ်ပါတယ်ကျွန်တော်မြင့်ကကြတော့မြင့်ချင်မတုံးထားဘူးပေါ့နော်ကျွန်တော်မြင့်မြင့်ရူးရူးမြင့်ပုံမှာဖြာထားတဲ့မြင့်ပေါ့နော်အဲ့ဒါကိုတုံးပြီးတော့ချက်မှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးစချက်လိုက်အောင်ကျွန်တော်အရင်ဆုံးဒီဝတ်သားကိုကိုယ်ထဲမှာအရင်ဖလော်မယ်ပေါ့နော်ကျွန်တော်စီမထည့်ပဲနဲ့ကျွန်တော်ကိုယ်ထဲဝတ်သားထည့်ပြီးရင်စနေမုန်နဲ့ထည့်မယ် ကားကိုကျွန်တော်အရတာနည်းနည်းလေးပြီးတော့ဟောအဲအရတာမဟုတ်နည်းနည်းဖြစ်နေအလုံးကဟိုအတော်ဆိုင်ရေးချက်တာပေါ့နော်ကျွန်တော်စီမခဲ့ဘူးဒီရဲ့ဝတ်သားရဆွဲတဲ့စီနေတယ်အဲ့ဒီတော့ကျွန်တော်တို့ဘတ်တာလောထားတာ ူဆိုရင်ခုအစီအစဉ်လေးထွက်လာပြီဆိုတော့ဒီခါလေဒါတော့ချက်တုံဖြူနဲ့ချက်တုံကြီးကျွန်တော်ဒီလာတာထည့်လိုက်မယ် တတော်ကြီးတွေတဲ့ပြီးတော့တော်ထားတဲ့အချိန်မှာအဲငယ်ကြီးသိန်းပေါ့နော်ငယ်ကြီးသိန်းနဲ့ဖြည့်လိုက်တယ်။ငယ်ကြီးသိန်းတစ်ခါတဲ့တော်နိုင်တယ်။အနံ့အရန်မွေးပါအောင်လို့ဒါတော့ညဖြာပေါ့နော်။ဖြာထားတဲ့မြေကိုကျွန်တော်ထည့်လိုက်မယ်။ဒီလက်ကစက်ပေါ့နော်။ နှစ်တာထည့်ပြီးရင်ရေတစ်ခွက်ပေါ့နော်ရေတစ်ခွက်ထည့်လိုက်မယ်တော့ပြီးတော့ဒီကောင်ကတော့ဟိုပါပေါ့နော်ငြိမ်ငပိပေါ့နော်ဒီပစုံငပိကိုနည်းနည်းထည့်သုံးမယ်အဲ့တော့အရသာမဟုတ်နေနဲ့ထထည့်မယ် do anh đã đó nhầm dài gì bọn nó tôi dùng nhầm dài như thế này lo gì rồi chỉ có cho nó để thả để chạy mà nên là mình nên 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 sáng nên 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 nhìn thấy ông lại mẹ ထည့်ပြီးတော့မတည်ထားခင်မှာရေနော့နော့တစ်ခေါက်ပေါ့နော်ရေနော့တစ်ခေါက်ထည့်လိုက်မယ်ပြီးရင်ကောင်းကိုခက်ကြကြလေးတည်ထားလိုက်ရပါပြီဒီကောင်းကိုအကုန်အုပ်ပြီးတော့10မိနစ်15မိနစ်အရင်တည်ထားလိုက်မယ်哦。Oh. ပြန်ကြောအခုဆိုရင်တင်ထားတာမိနစ်20ရှိပါတော့ဘယ်လိုဆိုတော့ကျွန်တော်တခါလေစူပုတ်ရောပေါ့နော်ဒါကတော့စူပုတ်ရောနည်းနည်းခြွေထားတာအဲ့ဒါခါလေအုပ်လိုက်ကျွန်တော်ခဏလောက်ပြန်တည့်ထားလိုက်မယ် င်ကျွန်တော်ခုဆိုရင်မြင့်နဲ့ဝက်တာနဲ့ချက်ထားတာတော့မှရပါပြီဒါလို့ဆိုတော့ကျွန်တော်ခါတယ်ဒီကောင်ကိုဟင်းရည်လေးနဲ့ပေါ့နော်ဒီကောင်ကတော့ဟင်းရည်လေးနဲ့ဆိုတော့ဒီကောင်ကကျွန်တော်ကခြာရုံနဲ့ကဲကျွန်တော်ရဲ့ဟင်းကတော့လုံးဝချက်သွားပြီဒါလို့ဆိုတော့ကျွန်တော်စားမယ်ဒီကောင်ကတစ်ခါတည်းပြင်ရအောင်နော်哇，前面的。 ်ဒီချောင်းဒါကတော့ညင်တဲ့ဝတ်သားနဲ့ပေါ့နော်တော့ဆိုင်လေးချက်ထားတာစီလည်းမပါဘူးအဲ့ဒါအောင်မှအရင်မများလေးနဲ့ချက်ထားတာပေါ့နော်ရန်စာကောင်းတယ်ညည်းသီးစိမ့်နဲ့လည်းမွေးစီပေါ်ရွက်နဲ့လည်းမွေးဆိုတော့အိမ်မှာချက်စားကြည့်ပါရန်စာကောင်းပါတယ်